ထဝီတေဇောအဘောဝါယောဓာတုကအချင်းချင်းအမိတဟေပြုတ်နေကြတာဖြစ်ပြီးဓမ္မနဲ့ဓမ္မဖျားတကြီးလေးပါဟာအပြန်အလှန်အမိပြုတ်နေတာဓမ္မဖျားတစ်ခုနဲ့တစ်ခုဘယ်တော့မှခွဲလို့မရအောင်သူတို့ဟာအပြန်အလှန်အမိဓမ္မဖျား indivisible လို့ခေါ်တယ်ဓမ္မဖျားအဝိနေဘောကပေါ့ခွဲခြားထားလို့မရဘူးခွဲလိုက်ရင်လည်း quality h2o လို့ပေါ့ဓမ္မဖျား h2o ဆိုရဲဒီဓာတ်သုံးခုကိုခွဲလိုက်မယ်ဆိုရင်ရေဆိုတာမဖြစ်နိုင်တော့ဘူးပေါ့နော် တမန်ဖရာဟောတဲ့ထဲမှာတော့ဒီထဲမှာအဆင်းရဲ့အနံ့ရဲ့အရာသာရဲ့ဩဇာတရဲ့ဆိုပြီးတော့လေးခုထပ်ပေါင်းလိုက်လို့ရှိရင်ရုပ်၈ခုက ခွဲခြားလို့မရတဲ့ intimacy ခွဲလိုက်ရင် quality မရှိတော့ပြောလို့မခေါ်နိုင်တော့ခွဲလို့မရဘူးဆိုအဲ့ဒီသဘောကိုပြောတာနော်တမန်ဖရာပြပြသွားပြီပေါ့နော်တမန်ဖရာပထဝီအာဘောတေဇောဝါယောဆိုတဲ့ဓာတ်တွေဟာအချင်းချင်းအမိပြုတ်ပြီးတော့နေတာတခုမရှိရင်ကြံတော့ခုလည်းမရှိနိုင်ဘူးဆိုတာတမန်ခွဲလို့မရဘူးလို့ဆိုလိုတယ်ပေါ့နော် စေကူညာနဲ့ပထဝီတေဇောအဘောဓာတ်၃ခုကိုဖယ်ထုတ်လိုက်ရင်ဉာဏ်နဲ့ဝါယောဓာတ်ဟာမရှိနေနိုင်ဘူးလို့တွေးနိုင်ပါတယ်။ဒါစေကူညာနဲ့ဖယ်ထုတ်တယ်ဆိုတာတော့ဖယ်ထုတ်လို့ရတဲ့ဟာမဟုတ်ဘူးပေါ့။သူ့စိတ်ထဲတွင်ဖယ်ဖယ်ထုတ်တာဖြစ်နေတယ်ပေါ့နော်။ဒီပထဝီတေဇောအဘောပဲရှိတယ်ဝါယောဓာတ်မရှိနိုင်ဘူးလို့တွေးနိုင်ပါတယ်ဆိုတာဒါကတော့မရှိဘူးလို့တွေးရင်သူမမြင်တာပဲဖြစ်မယ်။ဒီမှာဗျာ။ စိတ်ကူးညာနဲ့ဖယ်ထုတ်တယ်ဆိုတာဥမာပထဝီကိုရှုခြင်းရှုလို့ရမယ်တေဇောကိုရှုခြင်းရှုလို့ရမယ်အာဘောကိုရှုခြင်းရှုလို့ရမယ်ဝါယောကိုရှုခြင်းရှုမယ်တခုချင်းပဲစိတ်ကရှုလို့ရတာပေါ့နော်တခုချင်းပဲရှုလို့ရတယ်ပထဝီရှုနေတဲ့အချိန်မှာတေဇောအာဘောဝါယောရှုလို့ရမှာမဟုတ်ဘူးတမန်ဖေဘာလို့လဲဆိုတခုကိုအာယုံပြုရင်နောက်တခုကအာယုံပြုလို့မရဘူးလေတမန်ဖေဖို့ဥပမာတခုပြပြမယ်ဆိုရင်ဒီဓာကြီးလေးပါးရဲ့သဘောတခုကပထဝီဆိုတာအတုံးခဲဖြစ်လာတဲ့ဟာကိုပြော ဥပမာပေါမုံတုံးလေးပေါမုံတုံးလေးကငကိုတုံးကခြုံမှုန့်အမှုန့်လေးတွေမှန်ပါဗျာအဲ့ဒီအမှုန့်လေးတွေကလည်းပဲအတုံးခဲလေးတွေပဲအဲ့ဒါကပထဝီအာဘောဆိုရယ်ရေတန်းနဲ့စူးစီးလိုက်တဲ့အခါကျတော့အတုံးခဲကြီးဖြစ်လာတယ်အဲ့ဒါအာဘောစူးစီးပေးထားတဲ့အာဘောအတုံးလေးဖြစ်လာအဲ့ဒီမှာတေစောကတေစောကြောင့်မဟုတ်လို့သူကအပူအေးကြောင့်မားလာတယ်အဲ့ဒီလိုသရံတစ်ခုမားလာစေတာတေစော တမပြအဲ့ဒီသရံတစ်ခုမပြတ်အောင်တွန်းကန်ထားပေးတယ်ဟာကရှိတ်ရှိတ်ဖော်ထားတာမဟုတ်ဥမာမဲ့ဖန်ခွဲဆိုလဲသူရှိတ်နဲ့သူရှိတယ်တမပြအလုံးကယုတ်တရားတွေကပုံစံပေါ်နေတယ်တမပြအဲ့ဒါလို့ပုံစံပေါ်နေအောင်ဖြစ်နေတာဝါရော့ရဲ့တွန်းအားနဲ့ဆွဲအားတမပြတွန်းတာနဲ့ဆွဲတာအာဘောကြတော့သူကဖွဲ့စည်းတာနဲ့ယူစည်းတာစုစည်းတာလဲအာဘောပဲယူစည်းတာလဲအာဘောတေဇောကြတော့ပူမှုအေးမှု ပထဝီဆိုတာအတုံးခဲဖြစ်မှုပထဝီဆိုတဲ့အတုံးခဲကို အဘွားစူးစီပေးလိုက်တဲ့အခါတုံခဲကြီးလာတယ်။အဲ့ဒါကိုမောင်အောင် တေစောကြောင့်မို့လို့မာရာပြောတာဖြစ်တယ်။နောက်တစ်ခါဝါရောကြောင့်မို့လို့ဒီပုံစံရှိတ်ဖြစ်နေတယ်။တမန်ပါဗျာ။အဲ့တော့အဲ့ဒီသုံးလေးခုဟာအလုံးဟာပေါင်းနေတာ။ပေါင်းတဲ့ထဲမှာပထမဓာတ်ကိုရှုနေတဲ့အချိန်မှာတေစောအဘွားဝါရောရှုလို့မရသေးဘူး။တမန်ပါဗျာ။တစ်ခုစီပဲရှုတာပါနော်။တစ်ခုစီပဲရှုတယ်။ဒါအသိဉာဏ်နဲ့ဆိုရင်ဖယ်ထုတ်လိုက်တယ်ဆိုတာဉာဏ်နဲ့ဖယ်ထုတ်တာကိုပြောတာ။တမန်ပါဗျာ။သူပြောတာအဲ့ကြံတဲ့ဝါရတာမရှိနိုင်ဘူးလို့ မရှိဘူးဆိုတာတော့မဟုတ်ဘူးမသိဘူးဆိုတာကပြောလို့ရမှန်ပါဗျမှန်ပါရှိတာတော့ရှိနေမှာပဲလေကိုကအယုံမပြူဘူးလို့သာပြောလို့ရတယ်မှန်ပါနော်မှန်ပါအပြန်လာအပြင်ကြံတက်တွေဟာလည်းပဲထိုနည်းတိုင်းပဲသူတို့တွေရဲ့၃ညဖြစ်ပုံကို၃ညဆိုတဲ့သဘောကအပြန်လာမိနေသည့်အတွက်ကြောင့်ပထဝီမရှိရင်တည်ဆောင်းသွားရောမရှိနိုင်ဘူးတင်ပါဗျာ နော်တခုမရှိရင်ကျမ်းနာမရှိနိုင်ဘူးဆိုတာဒါတပတ်မှတ်နေအကြောင်းမရှိရင်အကျိုးမရှိနိုင်ဘူးအကြောင်းနဲ့အကျိုးဟာပြန်လန်မိနေတယ်ဆိုတဲ့သဘောကိုပြောတာတမန်ပါအဲ့ဒါကသူကဒီနာဂသုနဆိုတာကအိန္ဒိယကမာယာနာဘုံကြီးတပါပေါ့သူရဲ့အတွေ့အခေါ်ကမှတ်နေ aura empty တုံညာလို့သူကပြောတာသူပြောတဲ့တုံညာဟာဥပမာပါတစ်ခုပြောတော့ဆိုရင်အဖေနဲ့သား အဖေမရှိရင်ตาမရှိဘူးตาမရှိရင်အဖေတို့ဘာလို့တခုနဲ့တခုထောက်ဆခေါ်တဲ့သဘောကိုပြောတာပထဝီမရှိဘူးဆိုရင်တေဇောအဘောဝါရလည်းမရှိနိုင်ဘူးဘာလို့လို့ဆိုရင်ဒါတွေကအချင်းချင်းပြန်လာမိတွေ့ပြီးထောက်ဆပြီးခေါ်တာအဖေရှိလို့ตาလို့ခေါ်လို့ရတယ်ตาရှိလို့အဖေလို့ခေါ်လို့ရတယ်ပေါ့ဒီအမည်နှစ်ခုဟာအပြန်လန်ထောက်ဆတာဖြစ်သောကြောင့်သူကတုံညာလို့ပြောတယ်ကျမပြန်ဒါကနာဂဆုနရဲ့တုံညာကအကြောင်းရှိလို့အကျိုးရှိတယ်ဥပမာမဲ့အဝိဇ္ဇာပစ္စယသင်္ခါရဆိုတဲ့ပြိဿသောဥပမာ အဝိဇ္ဇာရှိလို့သင်္ခါရရှိတယ်သင်္ခါရရှိလို့လည်းအဝိဇ္ဇာရှိရတယ်ဆိုပြီးတော့အကြောင်းအကျိုးပြန်လာအဖေနဲ့သားလို့အဲတခုဖယ်လိုက်ရင်ကျန်တာယက်တိနိုင်တာမရှိတော့ကြောင်းသူကတုံညလို့ပြောတယ်မှန်ပါဗျာသူတုံညကတိုင်အက်လက်တစ်ညှဉ်းဆုပ်ခြင်းနဲ့ဖော်ထုတ်တဲ့တုံညမှန်ပါဗျာတိုင်အက်လက်တစ်ဆိုလေးခုညင်းတာသူကမှန်ပါဗျာလေးခုညင်းပြီးတော့သူအဖြေထုတ်လာဆိုပါအဖြေမထုတ်ဘူးမှန်ပါဗျာမြတ်စွာဘုရားဟောတဲ့တုံညနဲ့လုံအောင်ကွာချတယ်မှန်ပါဗျာ မဟာယာနခိုင်းနေရာဒီနာဂဆုနရဲ့တုံညာကိုယူတယ်ဖုံဖုံကိုရီးယားသွားတော့ကအဲကိုရီးယားဘုန်းကြီးတွေကိုတုံညာအကြောင်းပြောပြဖို့တယ်သူတို့တုံညာသူမေးတော့ဘုရားဟောတဲ့တုံညာနဲ့တူသလားမတူဘူးလားဆိုဖုံးကမတူဘူးနာဂဆုနရဲ့တုံညာကရှုထောင့်တစ်ခုကပြောတာတမန်ပါသူကအပြန်လမ်းမိတင်းနေမှုဟာတစ်ခုဖယ်လိုက်ရင်ကျန်တာမဖြစ်ဘူးဆိုတဲ့တုံညာလို့တမန်ပါ ။ယေရှုဗျာဟောတဲ့၃ညကအဲ့လိုမဟုတ်ဘူးလို့တမန်တော်။ဆိုတော့ဖုံးဖို့နုမှာရှုံးနေတာနှစ်ခုရှိတယ်နော်။တမန်တမန်ဗျာ။ပြန်လာနှစ်ခုရှိတယ်။တမန်ဗျာ။နာဂသုနရဲ့၃ညအရရုပ်ရှိလို့နာန်ရှိတယ်နာန်ရှိလို့ရုပ်ရှိတယ်။တစ်ခုဖယ်လိုက်ရင်ကျန်တာမရှိနိုင်ဘူးဆိုတဲ့၃ည။ယေရှုဗျာဟောတဲ့၃ညကအဲ့လိုမျိုးမဟုတ်ဘူး။တမန်ဗျာ။ရှုံဏကရှိတယ်အဲ့ဒီယုံဏနဲ့မှငါဆိုတဲ့အတ္တမရှိဘူးငါဟာဆိုတဲ့ ပိုက်ဆိုင်တဲ့အရာမရှိဘူးဖြုံးနာမည်ရှိတယ်သူဒီလိုပြောလို့လားတမပါဗျာမြတ်စွာဘုရားကသူတို့ကြံစားတဲ့အတ္တဆိုတဲ့ခိုင်မာတဲ့အရာလေးတခုဒီမှာမရှိဘူးလို့ဆိုလို့တယ်တမပါဗျာဖြုံးနာယုံနာတသက်ဖြစ်ရှိဒါမြတ်စွာဘုရားရဲ့တုံညတမပါဗျာဒီတရားရှုတဲ့အခါမှာမြတ်စွာဘုရားဟောတဲ့အတိုင်းပဲရှုရတမပါဗျာမြတ်စွာဘုရားဟောတဲ့အတိုင်းပဲရှုရသူပြောတဲ့တုံညဆိုတာက ဟုတ်အနတ္တသဘောကိုပေါ်လွင်အောင်မပြောတာတမပါဘူးယူเสียမရှိတော့ဘူးဘာမှမရှိတော့ဘူးဘာမှလုံးเสียမကြံတော့တဲ့အတွက်အဲ့လိုယူဆတာဆိုရင်တော့ဒါမှားတယ်တမပါဘူးမှားတယ်ယူเสียမရှိတာမဟုတ်ရှိတယ်တမပါဘူးမှားနေတဲ့အမှားတစ်ခုကိုပဲဖွဲ့ထုတ်တာဖြစ်တယ်တမပါဘူးဥပမာဖုံဖုံပြောပြမယ်တမပါဘူးအိမ်တဲ့အိမ်တမပါဘူးအိမ်ကြီးကရှိနေတယ်တမပါဘူးအဲ့ဒီအိမ်ကြီးကိုအထက်ထဲမှာလူမရှိရင် လူမရှိတဲ့အိမ်လို့ခေါ်လို့ရတယ်တင်ပါဗျာလူမရှိတာကိုသာပြောတာအိမ်မရှိတာကိုပြောတာမဟုတ်မှန်ပါဗျာအခုလည်းပဲယုံနဲ့နံဆိုတာရှိစရာရှိတယ်အဲယုံနဲ့နဲ့မှာအတ္တမရှိတာကိုပြောတာမှန်ပါနားလိုက်ပါဗျာနော်အဲ့ဒီသဘောကိုဆုံးလို့ရတယ်သူ့ဟာဆိုရင်တော့ဘာမှရှိစရာမရှိတဲ့ပုံစံမဟုတ်ဘူးသူကနားလဲဖို့ပြောတာနာနာအော်အဒီဆိုတာတခုဖယ်လိုက်ရင်ကျန်တဲ့မရတည်နိုင်ဘူးဆိုတဲ့အထိပ္ပယ်ကိုနာဂချုနာပြောတာတင်ပါဗျာတင်ပါဗျာနော်သူ့သူ့ရဲ့တုံညာသဘောကတစ်မျိုးတင်ပါဗျာ dialectic လို့ခေါ်တယ်သူကတင်ပါဗျာ အလုံးဟာတုံညာဖြစ်နေပုံကိုသူကသူရှူတော့တမျိုးကတင်တာသူကဖုံးလဲတင်မှုတဲ့အဲ့နာဂသူနာရဲ့မတ္တယမိကကာရိကလို့ခေါ်တယ်အဲတင်ဆိုအကုန်လုံးတော့တင်မှုရတော့မဟုတ်ဘူးဖုံးတို့ chapter နှစ်ခုလောက်သူကအကြောင်းကျိုးဆင်ခြင်တယ်သူပြောတာလေးကိုသဘောကျသဘောနဲ့ပြောမှဆိုသူကအလုံးကိုညင်းဆိုလိုက်တာညင်းဆိုလိုက်ပြီးအမှန်တရားကိုရှားတယ်လို့သူပြောတယ်ဒါလောကကြီးကတကယ်ကတော့တစ်ခုနဲ့တစ်ခုဆက်တစ်ခုနဲ့တစ်ခုမိတင်းနေတာဖြစ်လို့ တခုပဲလိုက်ရင်ကျန်တာမရှိတော့ဘူးဆိုတာဒီသဘောကိုသူပြောတာတမန်ပါဗျာဒါဆိုမြတ်စွာဘုရားရဲ့တုံညာကြတော့ရုပ်နဲ့နဲ့နဲ့ရှိတယ်အဲ့ဒီထဲမှာအတ္တမရှိဘူးပဲအတ္တမရှိဘူးပြောတာတမန်ပါဗျာတမန်ပါဗျာနှုတ်ဘုဆိုလို့ရှိရင်ဘာမှမရှိရင်ဘာမှရှုစရာမလိုဘူးဆိုတာဖြစ်သွားနိုင်တယ်ပေါ့နော်တမန်ပါဗျာတမန်ပါဗျာအသက်ရှူသွင်းလိုက်တဲ့လေလေးကြည့်ရုပ်တရားတွေဟာတခုတည်းမှမရှိဘူးအလုံးကအစုဝင်နဲ့ပဲရှိတယ် ဆိုတော့အစုဝေးရှိတယ်ဆိုတာလေးကိုထင်ရှားအောင်ပြောပြပန်းလေးတစ်ပွင့်ဆိုတာပန်းပွင့်လေးကိုစိုက်ပြီးတော့ကြည့်လိုက်ပန်းပွင့်လေးကိုကြည့်ကြည့်တဲ့အခါမှာလက်နဲ့ကန်ကြည့်လိုက်လို့ရှိရင်ပန်းပွင့်တရံမမလေးအတုံးခဲလေးတွေတွေ့ပြီဟုတ်လားပန်းပန်းပွင့်ချက်ကလေးကလည်းအမလေးပဲလीအဲ အဲ့ဒီစမ်းလို့ရတာလေပထဝီအဲ့ဒီစမ်းလို့ရအောင်ဒီလိုတုံးခဲလေးဖြစ်နေအောင်ပန်းပွင့်လေးရဲ့အပွင့်တရံလေးဖြစ်နေအောင်ဘသူကစုပေါင်းပေးထားတော့ဆိုအာဘောကနေစုစီပေးထားအာဘောကစုစီထားလို့အဲ့ဒီတရံဖြစ်တာအဲ့ဒီမှာအပူရှိလို့ပန်းလေးဟာတဖြည်းဖြည်းနွမ်းလာအဲ့ဒါပူရာတည်းသော အဲ့ပန်းပွင့်လေးဒီပုံစံမပြတ်အောင်တွန်းကန်ထားပြီးတော့ဆွဲဆွဲဆုထားတဲ့ဟာလေးကဝါရော့တော့ပန်းပွင့်လေးကြည့်လိုက်လို့ရှင်ဓာကြီးလေးပါးကိုခြေခံတတ်တာပဲပထဝီအဘောတေဇောဝါရော့ကြည့်တဲ့သင်္ချာကပြောမယ်ဆိုရင်မနေ့ကို breakfast စားတဲ့အခါမှာပေါင်မုန်းနဲ့ coffee လောက်တယ်ဆိုတာပေါင်မုန်းဖြစ်ပေါ်လာပုံလေးကိုစဉ်းစားကြည့်လိုက်ညကတော့ဂျုံမုန်းလေး မုံနေတယ်အဲ့ကြောင့်မုံကိုဒီလိုပုံသဏ္ဍာန်အတုံးခဲဖြစ်လောင်ရေနဲ့ရေနဲ့ထည့်နေတာရှင်ကဆွစီလိုက်တဲ့အခါအတုံးဖြစ်သွားအဲ့ဒါပထဝီအဘောဆွစီတာဆိုတာအိဗယ်ကိုပြောတာနော်အရေးတက်ကဆွစီတယ်များလိုက်ရင်ပြောဝင်တယ်ပြောသွားတယ်အဲ့ဒါပထဝီနဲ့အဘောပဲအဲ့ဒီမဲ့မာလာသည့်အတွက်ကြောင့်ပေါမောကအတုံးခဲဖြစ်ပြီးတော့ ချုပ်ဆိုလို့ရှိရင်ဟိုနိုင်ငံညာတွေမှာဆိုရင်ပေါင်မုံကသိပ်ပါတယ်တလုံးတော့ကောမစားနိုင်ဘူးပါညောင်းတာနဲ့ဗမာပြည်ပေါင်မုံကပြော့သေးတယ်အဲ့ဒီမအောင်လောက်ထတာတိဆောဒီပုံစံလေးမပြည့်ဖြစ်နေတာဝါရောလို့ဆိုပြုတ်ကွဲတော်မှာဘေးကနေတွန်းထားလို့ပုံတရမပြည့် ခုနပန်းလေးလေပထဝီအဘောတိဇောဝါယောဋ္ဌကြီးလေးပါကိုခြေခံပြီးတော့ဒီပုံစံလေးပေါ်နေတယ်။ဒါပေမဲ့ကိုကပန်းလို့ထင်နေတယ်။အမှန်ကြည့်လိုက်တဲ့အခါကျတော့ဒီဋ္ဌကြီးလေးပါဆုလို့ဒီလိုဖြစ်သွား။ပုံစံမျိုးစုံပေါ်တယ်။ဒါကြောင့်မို့မဟာဘူတလို့ခေါ်တာသူတို့။သူတို့ကပုံစံလေးမျိုးစုံပြတယ်။လူမျက်နှာမှာဆိုရင်မျက်လုံးပုံစံ၊နှာခေါင်းပုံစံ၊နှာရွက်ပုံစံ၊လက်ချောင်းလေးတွေပုံစံသူတို့ပဲ။ဘယ်သူမှမဟုတ်မဟာဘူတဆို ထီတကြီးလေးကပုံစံနေအမျိုးစုံလုံးမုံဆိုလည်းပုံစံနေအမျိုးစုံပဲလေထီတကြီးလေးပါပဲဒါကြောင့်ဘုရားဆရာဟောတာစတုမာအကုတိကောအယံကာယောတဲ့တွင်းရခဏကောတကြီးလေးပါနဲ့ဒီဆောက်ထားတာလို့သူတို့သိတာတကြီးလေးပါပဲဟုတ်ပြီအဲ့မှာတမဟာပြင်ကြည့်လိုက်ခုနအတုံးခဲပထဝီ ဆူဆီးထားတဲ့အရေးကအာဘောအကူကတေဇော လေးကဝါယောဆိုပြီးတော့ဒီလေးခုကိုအမှခံတာပြီးတော့ဘာတွေရှိတော့ခုနပန်းမွင့်လေးကိုကြည့်လိုက်မျက်စိနဲ့မြင်လို့ရတဲ့ကာလာရှိတယ်ပုံတရံရှိတယ်ကာလာပဲဖြစ်ဖြစ်ပုံတရံပဲဖြစ်ဖြစ်ရူပယုံလို့ခေါ်တယ်အဲ့ဒါနော်မျက်စိနဲ့မြင်တာဟာအစင်းကိုမြင်တာလားပုံတရံကိုမြင်တာလားဆိုတာနှစ်ခုစလုံးမြင်တယ်လို့ပဲပြောမှာ တချို့မေးလေးရှိတယ်ယက်စီနဲ့မြင်လားဆင်းလားတရံလားတချို့ကဆင်းတာမြင်တယ်တရံမမြင်ဘူးလို့တရံကစိတ်နဲ့တွေးတာလို့ဒီလိုသုံးကြပြီမြင်တပည့်သင်္ကနီပါဠိတော်မှာရူပယရဏယုတ်ကိုရှင်းတဲ့အခါမှာအဆင်းနဲ့ပြောတာမဟုတ်ဘူးအကုန်လုံးပြောထားတာယက်စီနဲ့မြင်ရတဲ့ဟာတွေအကုန်လုံးပဲ ဲ့တော့တမာအပြည့်မျက်စိဆိုတာအလင်းရောက်မှမြင်ရတယ်လို့ထင်ပြီးတော့အမောင်ကရောရူပရောမဟုတ်ဘူးလားအမောင်ရောမျက်စိနဲ့မမြင်ရဘူးလားမြင်ရတာပေါ့မျက်စိဖွဲ့နိုင်မောင်နေတယ်ပြောကြတာပဲဒီအလင်းရောက်မရှိမိမလားတဲ့နေ့ဆိုမောင်နေတယ်အဲ့တော့အမောင်ကလည်းပဲရူပရောပဲ အဲ့ဒါဓမ္မသင်္ကတိပါဠိတော်မှာအန္တကာရောဆိုရလဲပါအလုံးကောလဲပါအလင်းအလည်းပဲရူပယုံမယ်အမောင်ကလည်းရူပယုံမယ်အဲ့တော့မျက်စိနဲ့မြင်တဲ့ကအလင်းရှိမှမြင်ရတယ်ဆိုတာပစ္စည်းဝတ္ထုတွေကိုပြောတာအဲ့ဒါအမောင်အလင်းသူတို့ကိုယ်တိုင်ကလည်းရူပယုံမယ်ဟုတ်ပြီကဲစဉ်းစားကြည့်လိုက်တဲ့အခါကျတော့မျက်စိမျက်စိနဲ့မြင်လို့ရတဲ့ အရာအလုံးမှာအစင်းရုပ်တစ်ခုသူကဘာလို့ရုပ်တစ်ခုတော့ဆိုမျက်စိနဲ့သာမြင်လို့ရတာနားနဲ့ကြားလို့မရဘူးလေနားနဲ့နားထောင်လို့မရဘူးနှာခေါင်းနဲ့နမ်းလို့မရဘူးလျှာနဲ့ရသခံလို့မရဘူးခန္ဓာကိုယ်နဲ့ကြိုက်ကြည့်လို့မရဘူးမျက်စိနဲ့ပဲသိနိုင်အဲ့ဒါရုပ်တစ်ခုပံမွေနေမှာအစင်းဆိုတဲ့ရုပ်တစ်ခုရှိတယ်တခါနဲ့နှာခေါင်းနဲ့နမ်းကြည့်လိုက်တဲ့အခါကျတော့ မွေးတဲ့နန်းနဲ့ဆိုတဲ့ဟာတစ်ခုရှိတယ်။အနိုင်ဟာရှိတယ်။ဖလျာနဲ့ဝါးကြည့်လို့အရသာဆိုတာတစ်ခုတွေ့။နောက်တစ်ခါအဲ့ဒီယုတ်ကလေးကဝါးစာကြည့်လို့တုံ့ပြန်လာတဲ့သဘောလေးတွေရှိတယ်။အဲ့ဒါကိုဩစာလို့ခေါ်တယ်။အစိတ။ဘယ်ထဲမှာဖြစ်ဖြစ်ဩစာဆိုတာရှိတယ်။အစိတ်စားရင်အစိတ်ရဲ့တုံ့ပြန်မှုရှိတာပေါ့။ ဲ့တော့အတုံးခဲတဲ့အာလုံးနဲ့မှာချိန်လိုက်မယ်ဆိုလို့ရှိရင်ဘယ်ဟာပဲဖြစ်ဖြစ်သမင်းစီလေးတစီပဲဖြစ်ဖြစ်ပန်းမွန်လေးတပွင့်မွဲဖြစ်ဖြစ်ဒီရုပ်ရှိခုဆိုတွေ့မနေဘူးလားဒီရုပ်ခေရှိခုရဲ့အစုဝေးပဲအာလုံးအဲ့တော့သမင်းဆိုတာနာမည်ပေးထားတာသမင်းစီလေးဆိုတာနာမည်ပေးထားတာပေါင်မုံဆိုတာလည်းနာမည်ပေးထားတာအာလုံးကသမင်းစီနဲ့ပေါင်မုံဖွဲ့စည်းတာလားတူတူပဲဒီရုပ်ရှိခုကလွဲ၍ဘယ်ဟာမှမရှိဘူး အဲ့ဒီသဘောလေးတွေကိုသင်ရမယ်